မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ6ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာနေ့တိုင်းရေပြည်မြို့နယ်မှာစစ်ကြောင်းထုံးမီးရှို့နေတဲ့အချက်ဘတ်စစ်ခွေးတပ်ကိုတိုက်ခတ်ရာ73ဦးတေဆုံးပြီးတော့စစ်ခွေးအလောင်းတွေကိုနေအိမ်ထဲထည့်ပြီးတော့မီးရှို့ဖျောက်ဖျက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တင်ဘာလ28ရက်နေ့မှာရေပြည်မြို့နယ်အတွင်းဝင်ရောက်လာတဲ့အင်အား200ကျော်ပါတဲ့အချက်ဘတ်စစ်ခွေးစစ်ကြောင်းဟာဘကောဆုံးရွာကိုရောက်ရှိလာပြီးတော့ ်ရွာသားတွေကိုဖမ်းဆီးခြင်းနေအိမ်များကိုမိရှုဖျက်ဆီးခြင်းရွှေငွေလက်ဝတ်ရတနာများကိုယူဆောင်ခြင်းများလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးဘခေါ်စွန်းရွာကိုဝင်းရောက်စီးနှင်ပြီးတဲ့နောက်စက်တင်ဘာလ29ရက်နေ့မှာအဲ့ဒီစစ်ခွေးစစ်ကြောင်းဟာဝတ်ချောင်းရွာကနေတစင်ခမောင်းချောင်းရွာကိုရောက်ရှိလာပြီးတော့လူနေအိမ်များနဲ့ဈေးဆိုင်များကိုဖျက်ဆီးပြီးဈေးဆိုင်ထဲမှာရှိတဲ့ပစ္စည်းများကို ထမှန်ယူဆောင်သွားတယ်လို့သိရပါဗျ။စက်တင်ဘာလ30ရက်နေ့မှာအချမ်းဘတ်စစ်ခွေးစစ်ကြောင်းဟာဧကနိယွာအနီးကိုရောက်ရှိခဲ့ပြီးတော့ကာကွယ်ပူးပေါင်းတပ်ဖွဲ့များနဲ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲဟာအော်တိုဘားလာတရက်နေ့ညနေ6:00အထိဖြစ်ပွားခဲ့ပြီးတော့တိုက်ပွဲအတွင်းမှာစစ်ခွေးတွေဘက်ကအထိနာပြီး လူနေအိမ်ဆယ်လုံးကိုမိရှို့ကနေအိမ်တချို့ကိုလည်းဖျက်ဆီးသွားတယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအချမ်းဘတ်စစ်ခွေးတွေဘက်က73ဦးသေဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတွေလည်းများပြားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲမှာသေဆုံးသွားတဲ့စစ်ခွေးမသားအလောင်းများကိုနေအိမ်တွေထဲကိုထည့်ပြီးတော့မိရှို့ဖျောက်ဖျက်ခဲ့ပြီးမိလောင်ကျွမ်းခြင်းမရှိတဲ့စစ်ခွေးမသားအလောင်းများကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကဆက်လက်ပြီးတော့မိရှို့တချို့ပေးခဲ့ရတယ်လို့သိရပါတယ်။ အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းရဲ့မိရှုဖျက်ဆီးမှုကြောင့်နေအိမ်ဆယ်လုံးပျောက်ကျခဲ့ရပြီးတော့ကျန်းဖို့အမဟောင်းပြူစောတိနိုင်ဦးရဲ့နေအိမ်အပါဝင်ကျန်းဖို့အမခံများရဲ့ဘောမနေအိမ်၅လုံးလည်းပျောက်ကျခဲ့ရတယ်လို့သိရပါတယ်အခုကပွင်လင်းရာသီတွေရောက်လာပြီဆိုတော့နေရာတိုင်းမှာတိုက်ပွဲတွေပြင်းထန်လာနိုင်ပါတယ်ရန်သူရဲ့စစ်ခွေးစစ်ကြောင်းတွေကလည်းမျိုးတွေတိုင်းမှာလက်ပတ်ပြီးတော့သွာလာနေတယ်တွေ့သမျှလူငယ်တိုင်းကိုပေါ်တာဆွဲဖမ်းဆီးတာတွေကြုံနေရပါတယ် အဲ့ဒီတော့ခွေးတွေစစ်ကြောင်းဝင်လာရင်မတွေ့နိုင်အောင်နေကြဖို့အရေးကြီးပါတယ်နောက်တစ်ချက်ကဒဝဲခရိုင်ထဲမှာလေကြောင်းကနေပြီးတော့တိုက်ပွဲမရှိပဲရွာတွေတဲကိုအကြောင်းမဲ့တက်တက်ဘုံကျဲတိုက်ခိုက်တာတွေရှိလာတယ်ဆိုတော့လေရင်တွေကိုလည်းသတိထားဖို့အကြံပြုချင်ပါတယ်လေကြောင်းအန္တရာယ်ရှိလာလိမ့်မယ်အဓိကကဒီကောင်တွေကအကြမ်းဖက်ပြီးတော့ရဲသားပြည်သူတွေရှိတဲ့နေရာတွေကိုပဲရွေးပြီးတော့ဘုံကျဲတာဖြစ်လို့မြို့နယ်တိုင်းသတိပြုဖို့လိုပါတယ်ပွင်လင်းရာသီရောက်လာတဲ့အတွက်ကြိုတင်ပြင်ဆင်မှုတွေလှုံ့ထားကြဖို့လိုမယ်ဥပမာအရေးကြီးတဲ့ပစ္စည်းအထုပ်ပိုးတွေတေချာထုတ်ပိုးထားတာမျိုး ဘုံခုချင်းတွေတူးထားကြတာမျိုးလှုပ်ထားတင်ပါတယ်လို့ဒဝဲခရိုင်တပ်ပေါင်းစုကတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းတိုက်ခတ်မှုကိုဒဝဲခရိုင်တပ်ပေါင်းစုရေပြူမြို့နယ်အခြေစိုက်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့တိုက်ပွဲအတွင်းမှာဒေါ်လန်ရေးတပ်ဖွဲ့များဘက်ကရဲဘော်တအူးမြင့်မြတ်စွာကြာဆုံးခဲ့ပြီးတော့ရဲဘော်၃ဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့မုံပြင်းနဲ့မူလုံမြို့နဲ့ကမာဝက်ရွာအုတ်ချုပ်ရဲမှုရုံးကိုဝင်းရောက်ပြစ်ခတ်မှုဖြစ်ပွားပြီးတော့အုတ်ချုပ်ရဲမှုအပါအဝင်နှစ်ဦးတိတ်ဆုံးသွားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။အော်တိုဝါလာ၄ရက်နေ့မနေ့9နာရီခန့်အချိန်မှာမူလုံမြို့နဲ့ကမာဝက်ရွာအုတ်ချုပ်ရဲမှုရုံးကိုအမည်မသိတဲ့တန်တားသမားများကကားနဲ့ဝင်းရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးဝင်းရောက်ပြစ်ခတ်တိုက်ခိုက်မှုအတွင်းမှာကမာဝက်ရွာအုတ်ချုပ်ရဲမှုအပါအဝင်နှစ်ဦးတိတ်ဆုံးသွားပြီးတော့ဒီကိတ်တန်းအရရှိသူတွေလည်းများပြားခဲ့တယ်လို့ပြောပါတယ် အော်တိုဘားလ၄ရက်နေ့မနေ့9နာရီလောက်မှာကမာဝက်ရွာအုပ်ချုပ်ရေးမှုရုံးကိုကားနဲ့လာပစ်သွားတယ်လို့သိရတယ်။အုပ်ကြီးအပါဝင်နှစ်ကောင်တည်တယ်လို့သတင်းရထားပါတယ်။ဒီကိတ်ဒဏ်ရာရတာကြီးလည်းရှိတယ်လို့ဒေသခံပြည်သူတို့ကအတည်ပြုပြောကြားထားပါတယ်။ ၎င်းတိုက်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မူးတုံမြို့နယ်အတွင်းစစ်ရေးလှုပ်ရှားနေတဲ့လက်နက်ကိုင်အဖွဲ့များကထုတ်ပြန်ထားခြင်းမရှိသေးပေစစ်ခွေးတပ်ကလည်းပြစ်ခတ်သူများကိုဖမ်းဆီးရေးအတွက်လုံခြုံရေးတွေတင်းကျပ်ထားကလက်ရှိအချိန်ထိပြစ်ခတ်သူများဟာဘေးကင်းစွာနဲ့လွတ်မြောက်သွားပြီဖြစ်တယ်လို့သိရပါတယ်။လက်တလုံးမူးတုံမြို့ပေါ်မှာအကြမ်းဖက်စစ်ခွေးတပ်ကလုံခြုံရေးတွေတင်းကျပ်ထားတဲ့အပြင်လူငယ်များကိုစစ်မှုထမ်းအဖြစ်နဲ့နေစဉ်ပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ပြောပါတယ်။ မူတုံမျိုးအဝင်အထွက်တွေကိုရဲနဲ့ပြူစောထီတွေကစစ်ဆင်းနေပြီးတော့နေတိုင်းလိုလိုခီးသွားပြည်သူများနဲ့လမ်းသွားလမ်းလာပြည်သူများကိုအကြောင်းမဲ့ဖမ်းဆီးငွေညှဉ်းမှုများလှုပ်ဆောင်နေပြီးတော့စစ်မှုထမ်းလူစားထုံးများအဖြစ်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့ရောင်းဝယ်နေကြတယ်လို့သိရပါတယ်။အဲ့ဒီပေါ်တာဆွဲဖမ်းဆီးမှုများကိုနေထင်းရဲခေါင်းဆောင်တူရာထောင်း နေရင်ရဲရခိုင်ရဲတပ်သားစားကလေးကိုမြင့်သိမ်းရဲတပ်သားထွန်းအောင်ကျော်ရဲတပ်သားကလာရဲတပ်သားမိုးကြီးနဲ့ရဲတပ်သားဝေလင်းဦးတို့ကအဓိကလှုပ်ဆောင်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်မြို့လယ်ကောင်း Beautyland Hotel မှာအမျိုးသမီးတဦးအပိုင်းပိုင်းခုတ်ထစ်အသက်ခံထားရပြီးတော့တရားခဏ်ကိုဖမ်းမမိသေးဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့အောက်တိုဘာလ6ရက်နေ့မနက်9:45မိနစ်အချိန်မှာဗဘဲတန်းမြို့နယ်အမှတ်17ရပ်ကွာ32လမ်းအထက် Beautyland Hotel အခန်းမ902မှာအမျိုးသမီးတအုပ်ကိုအပိုင်ပိုင်ခုတ်ထက်တက်ဖြတ်သွားတယ်လို့သိရပါဗါးအမျိုးသမီးရဲ့အပိုင်ပိုင်ဖြစ်နေတဲ့အလောင်းကိုအခန်းရဲ့အပြင်ဘက်နောက်ဖေးလမ်းကြားလေးပိစက်တင်ထားတဲ့စင်ပေါ်မှာအမိုက်အိတ်အပြားနဲ့ထုတ်ပိုးပြီးတော့တင်သွားခဲ့ပြီးလက်ရှိအချိန်ထိအဲ့ဒီတရားခံကိုဖမ်းမမိသေးဘူးလို့သိရပါဗါး တရားခံကိုမမီသေးပါဘူးကျန်တာတွေကိုတော့ဖြေလို့မရသေးဘူးလို့ဗမဲတမ်းမျိုးနဲ့ရဲစခန်းကဖြေချထားပါတယ်လက်တလောအသက်ခံရတဲ့အမျိုးသမီးရဲ့ကိုရီးယားဇွင်ကိုလည်းစုံစမ်းနေစေဖြစ်ပြီးတော့အဲ့ဒီအမှုအတွက် CID အပါအဝင်အဖွဲ့ပေါင်းစုံကပူးပေါင်းပြီးတော့စုံစမ်းလျက်ရှိတယ်လို့သိရပါတယ်ရန်ကုန်မြို့နယ်32လမ်းအထက်ဘက်လောက်မှာရှိတယ် Beautyland Hotel ထံကိုဆက်သွယ်ပြီးတော့လူတက်မှုအကြောင်းမေးမြန်းတဲ့အခါမှာလဲမအားသေးဘူးဆိုပြီးတော့တစုံတရာဖြေဆိုခြင်းမပြုတ်ဘဲနဲ့ဖုန်းချသွားခဲ့ကြအောင်တရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းဝက်လက်မြို့နယ် အောင်တပ်သားရွာမှာတက်ဆွဲထားတဲ့အချမ်းဘတ်စစ်ခွေးတပ်ကိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားအယောက်30ခန့်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ18ရက်နေ့ကမန္တလေးမြို့ဂေါ်ဝင်စိတ်ကန်းကနေတန်ခွန်သင်းမောများနဲ့အေအော်ဒီမြေကျောင်းအတိုင်းဆန်တက်လာတဲ့အချမ်းဘတ်စစ်ခွေးများဟာစက်တဘာလ18ရက်နေ့နေ့လယ်12နာရီဝန်းကျင်မှာဝက်လက်မြို့နယ်အောင်တပ်သားရွာကိုရောက်ရှိခဲ့ပြီးတော့ယာယီအခြေချတက်ဆွဲခဲ့တယ်လို့သိရပါတယ်။အခုလိုတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကြောင်းကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့များကစက်တဘာလ18ရက်နေ့ကစတင်ပြီးတော့ဝ ိုင်းဝန်းပိတ်ဆို့ထားကအပေါ်တက်တာရွာကနေပြီးတော့အသင့်ကြိုးပြီးစောင့်ဆိုင်ခဲ့တယ်လို့သိရပါဗျ။အခုလိုစောင့်ကြိုနေတဲ့အပေါ်တက်တာရွာကစက်တင်ဘာလ28ရက်နေ့နေ့လယ်7:00နာရီ10မိနစ်အချိန်မှာ အကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထုတ်လာတဲ့အတွက်အပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။စက်တမလာ၁၈ရက်နေ့ကနေစက်တမလာ၂၈ရက်နေ့အထိထိတွေ့တိုက်ပွဲများမှာစစ်ခွေးတွေဘက်ကအယောက်၃၀သေတယ်လို့သိရပါတယ်။စက်တမလာ၁၈ရက်နေ့ကနေစပြီးကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေကစစ်ကြောင်းကိုဝိုင်းထားတာပါ။ပထမတိုက်ပွဲဖြစ်ပြီးတော့စစ်ခွေးတပ်က အထိနာပေမဲ့နောက်တစ်ချိန်အင်အားထပ်ဖြည့်ပြီးစစ်ကြောင်းထုတ်လာလို့ ခဲရမလုံလောက်တဲ့အတွက်အပေါ်တက်တာရွာကနေပြီးတော့ကျွန်တော်တို့တွေခိတ္တဆုတ်ခွာခဲ့ရပါတယ်လက်ရှိအချိန်ထိတိုက်ပွဲကကြီးကြီးမားမားမဟုတ်ပေမဲ့တခါတရံအသေးစားထိတွေ့တိုက်ပွဲတွေတော့ရှိပါတယ်လို့ရွှေဘိုခရိုင်တရင်23ကတောင်ရှိသူကရှင်းပြထားပါတယ်အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းတ်စစ်ခွေးများအထိနာကဖျို့ပြဲနဲ့ပြန်လည်ဆုတ်ခွာသွားပြီးတဲ့နောက်စက်တမလာ18ရက်နေ့မုံလွေ2နှစ်ခန့်မှာထမှန်စစ်ကြောင်းထိုးလာတဲ့အတွက်ဘီလူကာကွယ်တပ်ဖွဲ့များနဲ့ထမှန်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ် ပြည်သူ့ကာကွယ်တပ်ဖွဲ့များအနေနဲ့ခဲယမ်းမလုံလောက်မှုကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရတော့လေစက်တင်ဘာလ17ရက်နေ့ကနေစက်တင်ဘာလ28ရက်နေ့အထိတိုက်ပွဲများအတွင် အကြမ်းဖက်စစ်ခွေးအယောက်30ခန့်တင်ဆုံသွားတယ်လို့သိရပါဗယ်၎င်းတိုက်ခိုက်မှုကိုရွှေဘုတ်ခေအမှတ်15 28 23 26 9936 together weekend တရင်များပူးပေါင်းခဲ့ခြင်းဖြစ်ပြီးတော့အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ခွေးအများပြတေဆုံးတာကိုမျက်မြင်အရတော်၎င်းဖမ်းဆီးရမိထားတဲ့စစ်တုံးဘန်းများရဲ့ပြောပြချက်အရတော်၎င်းသိရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဘတ်စစ်တပ်ကလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစတင်ပြုလုပ်မယ်မဲယုံများလုံခြုံရေးနဲ့အမတ်လောင်းများရဲ့လုံခြုံရေးအတွားပြူစောထီးများပြည်သူစစ်များနဲ့ပြည်သူလုံခြုံရေးအဖွဲ့များစတဲ့အောက်တန်းစားများကိုရွေးကောက်ပွဲဆိုင်ရာရဲများအဖြစ်နဲ့စစ်တပ်ကအသုံးပြုမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အချမ်းဘတ်စစ်တပ်ကပြုလုပ်မယ်ရွေးကောက်ပွဲအတွားလုံခြုံရေးကိစ္စရပ်များကိုပြည်ထောင်ဝန်ကြီးဌာနကအဓိကတာဝန်ယူပြီးတော့ရဲတပ်ဖွဲ့ကလုံခြုံရေးအပိုင်းကိုဦးဆောင်အဖွဲ့အဖြစ်နဲ့တာဝန်ယူမှာဖြစ်တယ်လို့သိရပါတယ် စစ်ခွေးတက်ကနယ်မြေတစ်ခုလုံးအတိုင်းအတာနဲ့လုံခြုံရေးကိုတာဝန်ယူပြီးတော့နိုင်ငံရေးပါတီများမဲယုံများနဲ့ကိုယ်စားလှယ်လောင်းများရဲ့လုံခြုံရေးအတွက်အသေးစိတ်တာဝန်ယူမှုများကိုရဲတပ်ဖွဲ့ကတာဝန်ယူမှာဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးတာဝန်ယူရမှာမြို့နယ်ရဲတပ်ဖွဲ့ဝင်အရေးအတွက်ဟာရွေးကောက်ပွဲအတိုင်းအတာတစ်ခုလုံးအတွက်မလုံလောက်ပဲနေပါလွန်တဲ့အတွက်အောက်တန်းစားပြူစောထီးများအပေတေပြည်သူစစ်များနဲ့ ိုမေကိုလို့ပြည်သူလုံခြုံရေးအဖွဲ့များကိုရွေးကောက်ပွဲရဲများအဖြစ်နဲ့အသွင်ပြောင်းပြီးတော့အသုံးပြုသွားမှာဖြစ်တယ်လို့သိရပါတယ်။ရွေးကောက်ပွဲကာလမှာမဲဆွယ်စီယုံရေးနဲ့ရွေးကောက်ပွဲကျင်းပတဲ့ကာလအထိပြည်သူစစ်အဖွဲ့တွေနဲ့ပြည်သူလုံခြုံရေးနဲ့အကြမ်းဖက်မှုနှိမ်နင်းရေးအဖွဲ့တွေကရွေးကောက်ပွဲရဲတပ်ဖွဲ့ဝင်တွေအဖြစ်နဲ့ယူနီဖောင်းဝတ်ပြီးဆောင်ရွက်သွားဖို့ဆုံးဖြတ်ချက်ကျသွားပါပြီ။ တက်ကတော့နေမြေတစ်ခုလုံးကိုခြုံငုံပြီးတော့လုံခြုံရေးယူမယ်ရဲကတော့အသေးစိတ်မဲယုံကိုစလဲလောင်းနေအတွက်အဲ့ဒီလိုမျိုးလုံခြုံရေးယူမှာပေါ့ရွေးကောက်ပွဲတစ်ခုလုံးလုံခြုံရေးကိုပြည်ထောင်ဝင်ကြီးဌာနကအဓိကတာဝန်ယူမယ်လို့ပြည်ထောင်သတင်းအရင်းမြစ်ကပြောပြထားပါတယ်ပြည်ထောင်ဝင်ကြီးဌာနကနိုင်ငံရေးပါတီများရဲ့မဲဆွယ်စည်းရုံးတဲ့ကာလလုံခြုံရေးအတွက်အခုရက်ပိုင်းအတွင်းမှာနိုင်ငံရေးပါတီများကိုတရားဝင် စတင်ဆက်သွယ်နေပြီးတော့လုံခြုံရေးယူပေးရန်ညှိနှိုင်းမှုများစတင်ဆောင်ရွက်တော့မှာဖြစ်တယ်လို့သိရပါဗျ။ မြို့နယ်ရဲတပ်ဖွဲ့ကတော့မြို့နယ်ပါတီရုံးတွေကိုဆက်သွယ်လာပါတယ်။လုံခြုံရေးယူပေးဖို့ကိစ္စညှိနှိုင်းဖို့ခေါ်လာတယ်လို့ရန်ကုန်တိုင်းကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ရဲတပ်ဖွဲ့ကလုံခြုံရေးယူပေးမှာဖြစ်တော့လေ။တစ်ဖက်မှာလည်းနိုင်ငံရေးပါတီများရဲ့စီယုံမှုများဟာစစ်တပ်လက်အောက်ခံရွေးကောက်ဝယ်ကော်မရှင်ကချမှတ်ထားတဲ့စီကံများနဲ့ညီမညီစောင့်ကြည့်သွားမှာဖြစ်တယ်လို့သိရပါတယ်။ အချက်ပါစစ်ခွေးတက်ရဲ့လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကစက်တဘာလ25ရက်နေ့မှာနိုင်ငံရေးပါတီများအတွက်မဲဆွယ်စည်းရုံးရမှာလိုက်နာရမယ့်စီမင်းစည်းကမ်း၉ချက်ကိုထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံရေးပါတီများအနေနဲ့မဲဆွယ်စည်းရုံးဟောပြောတင်ပြရမှာပြည်ထောင်စုမပြိုကွဲရေးတိုင်းသာစည်းလုံးညီညွတ်မှုမပြိုကွဲရေးနဲ့အချုပ်ချံအာဏာတည်ထောင်ခိုင်မြဲရေးတို့ကိုထိခိုက်စေတဲ့ဟောပြောမှုများကိုမပြုလုပ်ရန်လုံခြုံရေးတရားဥပဒေစိုးမိုးရေးနဲ့အေးချမ်းသာယာရေးကိုထိခိုက်စေတဲ့ဟောပြောမှုများကိုမပြုလုပ်ရန်2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဒီဇယ်ဥပဒေများကိုလေးစားလိုက်နာမှုမရှိတဲ့ဟောပြောမှုများကိုမပြုလုပ်ရန်နိုင်ငံတော်ကိုအကြီးအကျယ်ပြက်စီရန်သို့မဟုတ်ဂုံတိတ်ခါထိပါစီရန်ဟောပြောမှုများကို မပြုတ်လို့ရန်စတာတွေကိုစစ်တပ်ကတားမြစ်ထားပါတယ်။ဒါဖြင့်စစ်တပ်ပြိုကွဲရေးဖြစ်ပေါ်စေရန်သို့မဟုတ်စစ်တပ်ရဲ့ဂုံတိတ်ခါကိုထိခိုက်စေရန်ဟောပြောခြင်းမပြုတ်လို့ရန် လူမျိုးဘာသာရေးနဲ့လူအများနဲ့ပတ်သက်ပြီးတော့ပြိပကဖြစ်ပေါ်စေနိုင်တဲ့တိတ်ခါနဲ့ကိုကျင်တရားထိခိုက်စေနိုင်တဲ့ဟောပြောမှုစီးအောင်လုံဆောင်ခြင်းများကိုမပြုတ်လို့ရန်ဘာသာရေးကိုနိုင်ငံရေးအတွက်အလွဲသုံးစားပြုတဲ့ဟောပြောမှုများကိုမပြုတ်လို့ရ။ပညာသင်ခြင်းကိုထိခိုက်ပျက်ပြားစေရန်သွေးထိုးလှုံ့ဆော်ဟောပြောမှုများမပြုတ်လို့ရ နိုင်ငံဝန်ထမ်းများ၎င်းတို့ရဲ့တာဝန်ကိုကျေပြွန်စွာမထမ်းဆောင်နိုင်စေရန်သို့မဟုတ်အစိုးရကိုစန့်ကျင်ဆန္ဒပြစေရန်သွေးတော်လုံးစွာဟောပြောမှုများကိုမပြုတ်လောက်ရန်တားမြစ်ထားကြောင်းတရင်ရရှိပါတယ်ခမောင်းတရင်တွေကိုတင်ဆက်ပေးနေနေကြားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာ မြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးရုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာနေ့စဉ်မပြတ်အစဉ်အမြဲကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါ့မြုံနယ်နဲ့မြောင်မြုံနယ်မှာရှိတဲ့ကြီးရွာများကိုအချက်မဲ့စစ်တပ်ကလေရင်စစ်တပ်၄ထီးများနဲ့၃ရက်စစ်တိုက်ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူတအုပ်တိုက်ဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘားလ9ရက်နေ့မနေ့စက်တန်နာရီ30မိနစ်ခန့်မှာပေါ့မြုံနယ်အရှိမြောက်ချမ်းမှာရှိတဲ့ကြီးရွာများကိုအချက်မဲ့စစ်တပ်ကစစ်တပ်၄ထီး၃စီးနဲ့ ၃ချိန်ဘုံကျဲတက်ခိုက်သွားတယ်လို့သိရပါတယ်။လေးချောင်းတက်ခိုက်မှုအတွင်းမှာပြည်သူတအုပ်တေဆုံးပြီးတော့တအုပ်ထိခိုက်ဒဏ်ရာရရှိကာနေအိမ်များပျက်စီးခဲ့ရတယ်လို့သိရပါတယ်။အလားတူပဲအဲ့ဒီနေ့မနက်၁၇နာရီကျော်လောက်မှာလဲမြန်မြို့နယ်တောင်ကျမ်းမှာရှိတဲ့ကျေးရွာများကိုပခုတ်ကူတမတရတိတ်ကနေတက်လာတဲ့စက်တလေးထီ၃စီးကလေးချောင်းတက်ခိုက်မှု၅ချိန်ပြုတ်လုသွားတယ်လို့သိရပါတယ်။ဒါအပြင်အော်တိုဘာလ၅ရက်နေ့မနက်၆နာရီ၄၅မိနစ်မှာလဲမြန်မြို့နယ်အနောက်ပိုင်းရေနံမော်ဒေသကိုအကြမ်းဖက်စစ်တပ်ရဲ့ ်ပခုတ်ကူတက်မှတရတိကနေတက်လာတဲ့စက်တက်လေးထီနှစ်စီးကလေးချောင်းတက်ခိုင်းမှုနှစ်ချိန်ပြုတ်လုသွားပြီးတော့အဲ့ဒီလေးချောင်းတက်ခိုင်းမှုအတွင်းမှာရင်းနံပေါ်မှာအလုလုကိုင်းနေတဲ့ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့အဆောက်အဦများလည်းထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်စစ်ခွေးတွေကလေချောင်းတက်ခတ်မှုတွေကိုနေတိုင်းလိုလိုလှုပ်ဆောင်နေပါတယ်ပြည်သူတို့အုပ်သေးဆုံးပြီးထိခိုက်ဒဏ်ရာရတဲ့ပြည်သူတွေလည်းများပါတယ်နေအိမ်တွေပျက်စီးတာတွေရှိတယ်လို့မြိုင်တောင်ပင်မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်ဒါအပြင် အော်တိုဘားလ3ရက်နေနဲ့4ရက်နေတွေမှာလဲပေါင်းမြုံနယ်အနောက်ချမ်းဈေးကြီးတောင်ပေါ်ဒီလင်းမြုံနယ်နဲ့ပေါင်းမြုံနယ်အဆက်ခြေရွာများနဲ့မြိုင်မြုံနယ်အနောက်ချမ်းမှာရှိတဲ့ခြေရွာများကိုလည်းအချမ်းမဆက်တက်ကလေရင်ဆက်တက်လေထီးများနဲ့ဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါတယ်။လက်ရှိချိန်မှာပေါင်းမြုံနယ်နဲ့မြိုင်မြုံနယ်အတွင်းမှာရှိတဲ့ခြေရွာများကပြည်သူများဟာအချမ်းမဆက်တက်ကလေချောင်းတိုက်ခိုက်မှုများဆက်လက်ပြီးတော့လှုံ့ဆော်လာမှာကိုစိုးရိမ်တဲ့အတွက်ကြောင့်ဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရပြီးပြည်သူများလေချောင်းအနေနဲ့သတိပြုနေထိုင်နိုင်ကြရန် ဒေါ်လာရင်းအစုများကမြေတားရက်ခံထားကြောင်းတရင်ရရှိပါတယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွား Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခမောင်းမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ